ီလိုနဲ့ခီးသွဲလူစီရုံမျိုးကိုရောက်တဲ့ခါမှာတော့သူ့မှာပါလာတဲ့စွမ်းအင်ရီကုံသားတာတလျှောက်သွားပါတယ်အဲ့ဒီခါမှာတော့ဗားဇန်ကစွမ်းအင်ရီရောင်းတဲ့နေရာတစ်ခုသိတယ်လို့ပြောပါတယ်ပြီးတာနဲ့အဲ့ဒီစွမ်းအင်ရီရောင်းတဲ့စွန်းသားသူများကြီးတစ်ခုကိုခေါ်သွားခဲ့ပါတယ်ကီးရပုပ်ပုနေပေးရတော့ဒီကြီးရဲ့ကောင်းဆောင်ပါလူစီရကတော့သူ့ကိုစွမ်းအင်ရီတုံးစီတောင်းလိုက်ပါတယ်ခေါင်းဆောင်ကတော့သူ့တစ်ခွက်ပဲပေးပြီးတော့မိတာကိုတောင်းနိုင်မင်းလိုချင်တာငါပေးမယ်လို့ပြောလိုက်ပါတယ်ဒါမဲ့ခေါင်းဆောင်ကတော့သူဘသူ့အစိန်ခေါ်နေမှမသိပါဘူး။လူစီကတော့စက္ကန့်ပိုင်းအတွက်အကုန်တောက်ပလိုက်ပါရယ်။အဲ့ဒီနေရာလူရန်လည်းအံအားတင်သွားကြပါရယ်။ အဟားတင်ဆောင်ကတော့ကောင်းဆောင်ပါပဲ။ဒါကြောင့်သူကလည်းလူစီရဲ့လူချင်းတာကိုပေးလိုက်ပါတယ်။ဒါကြောင့်လူစီရဲ့လည်းအဲ့ဒီစီရီကိုသူ့ရဲ့မော်အိတ်ထဲထည့်လိုက်ပါတယ်။ခဏကြာမှတော့သူတို့နောက်ဆုံးတော့ဖျားရှိကိုကြောင့်ရောက်သွားခဲ့ပါတယ်။အဲ့ဒီခါမှတော့လူစီကဘားဆန်လုံးဖွဲ့ကိုနှုတ်ဆက်လိုက်ပြီးသူတို့ကိုရန်ကျေးစုတင်နေပါတယ်။ပြီးတဲ့ခါမှတော့ဖျားเจ้าရဲ့ကြီးမောင်းမှုကိုမြင်ပြီးသူအားအသင့်နေပါတယ်။အထူးသဖြင့်ဝင်သွားတဲ့ခါမှတော့အဲ့ဒီမိကဘလောက်တောင်ကျယ်တယ်ဆိုတာတွေ့လိုက်ရပါတယ်။သူကအဲ့ကျုပ်ဝင်တန်းမလေးကိုနှုတ်ဆက်လိုက်ပြီးဖျားเจ้าရှိပါလို့လှုပ်ဖို့ဖိတ်ထားခံရတဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲယုတ်တရဖုန်းတော်ရေးတစ်ပါးရောက်လာပြီးအဲ့ဒီဖိတ်ကြားတော့သူပို့ခဲ့တာလို့ပြောလိုက်ပါတယ်။ သူ့ရဲ့နာမည်ကဂရန်ဟပါပီတာနဲ့သူလဲလူစီအောင်ငါးနောက်ခွန်လိုက်ခဲ့လို့ပြောလိုက်ပါတယ်ရုတ်တရက်ပဲလှုပ်ဝက်တကားတစ်ခုစီခေါ်သွားခဲ့ပါတယ်တကားဖွင့်လိုက်တာနဲ့ဖျားချောင်းရဲ့အပေါ်တက်ဖို့မှော်တက်လိကလို့တုံးနေရတွေ့ရပါတယ်ဒါကြောင့်လူစီကလည်းရန်အားတင်နေပါတယ်ဒီလိုနဲ့အပေါ်ရောက်တဲ့ခါမှာတော့လူမီနာနဲ့တွေ့ပါတယ်လူစီကတော့သူ့မအောင်တွေ့ရလို့ရန်ပျော်နေပြီသူ့မကတော့သူ့ကိုမှတ်မိနေတယ်လို့ပို့ပြောနေပါတယ်လူမီနာကတော့သူ့ကိုအလုရှုံနေတယ်ထင်တယ်လို့ပြောပြီးအချိန်ရသူ့မရှိလာလေလို့ပြောလိုက်ပါတယ် အဲ့ဒီနောက်မှာတော့သူမကလူစီရိုးကိုထားခဲ့ပြီးထွက်သွားပါတယ်။ဒီလိုနဲ့ဂရန်ဟတ်ရဲ့ယုံကန်ကိုရောက်တဲ့အခါမှာတော့သူကလူတွေကိုခမဲ့နေပါနဲ့ဆေးကုပေးနေရဟုတ်ရဲ့လားလို့မေးပါတယ်။ အဲ့ဒီခါမှာတော့လူစီကလည်းဟုတ်တယ်ဘာလို့လဲဆိုတော့ဒါအားလုံးတက်နိုင်နေစည်းနဲ့ကုပေးတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဘရဟတ်ကတော့သူ့ရဲ့အလုတ်ကဝိညာဉ်ချုပ်သူဖြစ်ကြောင်းပြောပါတယ်။ပိတာနဲ့ကောင်းကောင်းဤတော့မိရဲ့အလုတ်ကမနှက်ဖန်စားတော့မယ်။ဖခင်ကြောင့်ဒီလာစာဖြစ်ရွှေတင်းကပြနှစ်ပြားရမယ်လို့လည်းပြောလိုက်ပါတယ်။အဲ့ဒီခါမှာတော့လူစီကအာအာတင်သွားပြီးဒီလောက်ဆိုဂျပန်ယန်တန်း20ရှိရလို့တွေးလိုက်ပါတယ်။ပိတာနဲ့အိတ်ဖို့သွားပါတယ်။နောက်တနေ့မှာတော့သူကဂရဟတ်ရှိရောက်သွားပြီးအဲ့ဒီမှာတော့သူ့ရဲ့လုပ်ငန်းပေါ်ဂျောနဲ့တွေ့ပါတယ်။အဲ့ဒီခါမှာတော့ဂရဟတ်ကသူ့ကိုဝိညာဉ်တက်ထည့်ပေးပြီးတော့ဒါအရင်တန်မှုကြီးတဲ့ပစ္စည်းတွေနဲ့လှူထားတာလို့ပြောလိုက်ပါတယ်။ ဒါပြင်ဒီဝိယုံအနန္တဇိုးတွေကိုတော့မောင်းထုတ်ပေးပါတယ်။ပြီးတာနဲ့ဘုရားကျောင်းရဲ့အထူးဝင်ခွင့်ကတခုလည်းထုတ်ပေးပါတယ်။အရိကကတော့သူ့အခွင့်အရေးတွေအများကြီးပေးတယ်လို့လည်းသိလိုက်ရပါတယ်။ဒါမဲ့ပထမဆုံးကုရဟတ်ကတော့မိတ္တာကိုမှန်မှန်တဲ့ကိစ္စမှာသုံးမှာမဟုတ်လို့ကတိပေးပါ။ပြီးတော့မင်းဘုရားကျောင်းအပြင်ထွက်ရင်ဘသူမှမင်းနဲ့တူဝင်ခွင့်မပေးဘူးလို့ပြောလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့ကုရဟတ်ကကတ်ကိုကတိဖြန့်သုံးလို့မရတော့မဲမော်ထည့်လိုက်ပြီးတော့လူစီယောပေးလိုက်ပါတယ်။နောက်ဆုံးတော့သူတို့ရဲ့လုပ်ငန်းစီလည်းစတင်ပါတော့တယ်။သူတို့ကတော့မကောင်းဆိုးဝါးတွေပြည့်နေတဲ့ဝင်းကဘာတစ်ခုရဲ့တကားရှိမှရဲနေကြပါတယ်။ သူတို့ဝင်သွားတဲ့ခါမှာတော့လူစီရဲ့အယက်နံတဲ့နန်းတစ်ခုကိုနေရာတိုင်းပြန့်နှံ့နေရသိရရပါတယ်။ရှော့တီကပဲဇွန်ဘီတကောင်ကသူတို့တတ်ခတ်လာပါတယ်။ဂျုံကတော့တန်းစင်ချင်းမှော်ကားတာတုံးပြီးတော့အဲ့ဒီတက်တော့အဆက်ကမ်းပိုင်းတွေဖျက်ဆီးလိုက်ပါတယ်။ပြီးတော့သူကအဲ့ဒီယာနီကြားလာတဲ့ကြောက်တရီကိုယူပြီးတော့လူစီရဲ့ဒါရီကိုစူးစမ်းပြီးဖျားကြောက်ရောင်းလို့ရတယ်လို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်ပြောပြီးတာနဲ့နန်းလုံးလို့ထွက်ပြေးသွားပါတယ်။ ဲ့ဒီခါမှာတော့လူစီကမော်အိတ်ထဲကဒါတက်လက်ကိုထုတ်ကဒီနေရာမှာဘယ်သူမှမရှိပုံမရဘူးလို့ပြောလိုက်ပါတယ်။သူစကားမဆုံးခင်မှာပဲသူနောက်ဇွန်ဘီတွေများပြားကတ်လာကြပါတယ်။ဒါနဲ့သူလည်းကြောက်လန့်ပြီးတန့်စီနေမော်အ мян သုံးလိုက်ပြီးဇွန်ဘီတွေကိုချေမုန်းလိုက်နိုင်ပါတယ်။နောက်တော့သူကတခုစဉ်းစားပြီးသွားပြီးသူသားပေါ်မှာတန့်စီနေမော်နဲ့မန်နဲ့တခုလုံးလိုက်ပါတယ်။ဒါကြောင့်ဒါနဲ့ဘယ်မကောင်းဆုံးအောင်ပဲထုတ်ထုတ်ချက်ချင်းတည်သွားမှဖြစ်ပြီးတော့မန်တန်ကိုအမြဲတမ်းယူဆုံနေကြမလို့တော့ပါဘူး။ဒီလိုနဲ့လူစီကလည်းဇွန်ဘီတွေကိုတယောက်ပြီးတယောက်တိုက်ခိုက်နေပြီးတော့အရာအလုံးအစင်ပြေသွားပါတယ်။ နောက်တော့သူကဝင်ကဘာရဲ့တတိယထက်တည်းစင်းသွားပြီမဲ့အဲ့ဒီခါမှာတော့အယိုးကြောက်တွေတွေ့လိုက်ရပါတယ်။အရင်တန်းမင်းလူစီရဲ့အယိုးကြောက်တွေအကုန်လုံးချေမုံပြီးဒီနေ့အတွက်ဒီလောက်ဆိုလုံလောက်ပြီမနက်ဖက်မှာဆက်လုပ်မယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ဆွမ်းအင်တွေအကုန်လုံးကကုန်လူနီးပါးဖြစ်နေလို့ပါ။ဒါပေမဲ့သူပြန်လာနေတော့မှာပဲငါသူတို့ကိုအများကြီးတတ်ခဲ့ပေမဲ့ငါရဲ့အဆင့်အရင်တန်းမင်းပြောင်းလဲဒါဖះချောင်းရဲ့လေ့ကျင့်ဝင်ဖြစ်မှာတည်ကြတယ်။ ဲ့ဒီတတော်ဝါရီအားလုံးကပုံရိပ်ရောင်တွေပဲထင်တယ်လို့တွေးလိုက်ပါတယ်ဂလုံးနဲ့သူလည်းပြန်လာပြီးဖះเจ้าဆိုင်မှာဂျောင်းနဲ့သူကြောက်တရုပ်ပွိုင်းနေလေးပို့သွားတဲ့ခါမှာတော့ဆိုင်းအကောင်မလီကတလီယာသူပထမဆုံးရက်မှာအမှန်၄တောင်ကျော်စုဆောင်းထားတာတွေ့တော့ပထမဆုံးနေ့အတွက်ဒီလောက်ရတာအဟောစရာပဲလို့ပြောလိုက်ပါတယ်လူရှီကတော့အဲ့ဒီအမှတ်တွေဆန်လက်နဲ့တင်းနဲ့ level ကိုဆုံးဖြတ်လိုက်ပါတယ်။ပေါ်စာအုပ်ကိုဝယ်ခြင်းပဲမဲ့စီအကြီးဆုံးစာက point တန်းတောင်မို့လို့ပါ။ဒါမဲ့ကတ်တလီကတော့ဟီလာတွေကလက်နဲ့ကင်ထားတော့ဂါတာမယွတ်နိုင်လို့ပြောလိုက်ပါတယ်။ဒါကလူစီရဲ့အတွက်တော့မဟုတ်ပါဘူး။သူကလက်နဲ့ကင်ထားတော့လည်းဂါတာယွတ်နိုင်ပါတယ်။ နောက်နေ့မှာတော့လူစီယာသူ့ကိုယ်သူပြင်ဆင်ပြီးတော့ဝင်ခွာတဲ့တော့နတ်ကျင်ဝင်သွားခဲ့ပါတယ်။အရင်တစ်ခါလိုပဲသူကရှိတဲ့ကောင်းနေချိန်မုံးမိပဲဒီခါမှာတော့သူတို့မှလက်နဲ့တီးပါလာပါတယ်။သူကတယောက်ပြီးတယောက်ချိန်မုံးပြီးဘသူ့မှမချမ်းပါဘူး။ပြီးကြတဲ့သူကရလာတဲ့အမှတ်တွေကိုဆိုင်ရလက်နဲ့တီးနေလဲလိုက်ပါတယ်။အထက်ကနှိမ့်လာတာနဲ့မျှဝင်ကဘာပို့ပြီးတော့အန်ဒီရီတွေများလာပါတယ်။နေရံတွေမှာထောင်ချောက်တွေရှိလို့ဇွန်ဘီတွေအတွက်လက်နဲ့ဆာတိုးလာပါတယ်။ဒါပေမဲ့လူစီယာကတော့ဇွန်ဘီတွေဘယ်လောက်များများကြီးမဆိုင်ပါဘူး။ဒီလိုနဲ့သူလည်းဝင်ခွာတဲ့ဆယ်တက်ထိရောက်လာခဲ့ပါတယ်။ အဲ့ဒီထက်မှာတော့ခေါင်းဆောင်ရဲ့ခန်းထဲတူတဲ့ခန်းတစ်ခုတွေ့ပါတယ်လူရှိရဲ့အစာပိုင်းမှာဝင်မှုတုံ့ဆိုင်နေခဲ့ပါတယ်ဒါပေမဲ့နောက်နေ့မှာတော့မြားပါဝယ်ပြီးအထက်ကိုဝင်မှုဆုံးဖြတ်လိုက်ပါတယ်ရုတ်တရက်အခန်းတစ်ခါပိတ်သွားခဲ့ပြီးအဲ့ဒီနေရာမှာအလင်းရောင်တွေပေါ်လာခဲ့ပါတယ်သူရှိမှမကောင်းဆိုးပါးတွေအများကြီးတွေ့လိုက်ရပြီးလူစီယိုတိုက်ဖို့လာနေခဲ့ပါတယ်လူစီယိုကတော့ထင်တယ်လောင်လည်းမဟုတ်ပါလို့ပြောပြီးတန်းစီညမော်တုံးဖို့လုပ်ပါတယ်ဒါပေမဲ့ဘာမှဖြစ်မသွားခဲ့ပါဘူးဒါကြောင့်ဒီနေရာမှာမော်တုံးတာကိုပိတ်ထားတာရဲ့အကြောင်းလည်းသိသွားခဲ့ပါတယ် ဒါကြောင့်သူလည်းပပီးနေပါတော့တယ်ဒီလိုနဲ့ဇွန်ဘီတကောင်သူ့တကယ်ပဲတတ်ခတ်လိုက်ပြီးတော့မျက်နှာကိုတန်းရရသွားစီပါတယ်အဲ့ဒီခါမှာတော့လူစီကငါလက်မရှုပ်လို့ပြောပြီးသူ့သားပုံကိုမှော်ထဲဖို့လုပ်လိုက်ပါတယ်တကယ်တမ်းလည်းအောင်မြင်သွားခဲ့ပြီတကောင်မီတကောင်သားနဲ့ခုတ်လိုက်ပါတယ်သူကမကောင်းဆိုးဝါးတွေကောလုံးချင်မုန်းလိုက်ပြီးသူ့ရဲ့ယန္တရာတွေစူဆောင်းလိုက်ပါတယ်ဒါမှရုတ်တရက်ပဲလေပွေတခုအဲ့ဒီနေရာမှာပေါ်လာခဲ့ပါတယ်လေပွေနဲ့သူကောင်းဆောင်ကလည်းလေထဲမှာပေါ်လာခဲ့ပြီးသူ့ရှေ့မှာတော့လူစီကရက်နေခဲ့ပါတယ်လူစီကလည်းရက်တိုက်ထားလို့ဒဏ်ရာရပါမယ်ဒီဘောကိုလည်းတတ်ခတ်ဖို့ကြိုးစားပါတယ်ဒါမှရှောင်းမဲရှောင်းနေလို့ဘလို့မှမတိုက်ခိုင်းနိုင်ပါဘူး အဲ့ဒီခါမှာပဲသူကကတလီပြောခဲ့တာပြန်တရိရသွားပါတယ်။ဘသူမှမော်နဲ့လက်နဲ့ကိုတစ်ချိန်တည်းမှာမတုံးနိုင်ဘူးတဲ့။ဒါကြောင့်လူစီယာလည်းဒါငါ့အခွင့်အရေးပဲလို့ပြောလိုက်ပါတယ်။ခေါင်းဆောင်မော်တုံးကိုစူးစမ်းတာနဲ့လူစီယာလည်းသူ့အများနဲ့ပြပြီးအာယုံပြတ်သွားအောင်လုပ်လိုက်ပါတယ်။ပြီးတော့သူကဓာတ်နဲ့ပိုင်လိုက်ပြီးပေါ့ဒဏ်ရာရသွားစီပါတယ်။ဒါပေမဲ့ပေါ့ကတော့သူ့ဘာသာသူပြန်ကောင်းသွားတာတွေ့တော့အံ့အားတင်သွားခဲ့ပါတယ်။လူစီယာလည်းဒေါသထွက်သွားပြီးဒီခါတော့ရှင်းလိုက်တော့လို့ပြောပြီးသူ့ရဲ့ level ကိုပိုင် ချက်ချင်းမဲ့အဆုံးသတ်လိုက်ပါတယ်ဒီလိုနဲ့သူလည်းဘောရှီယာရလာတဲ့ပစ္စည်းတွေစုဆောင်းပြီးတာနဲ့သူရှိမှနောက်ထပ်တကားတစ်ခုပွင့်လာတာတွေ့လိုက်ရပါတယ်ဒါမဲ့လူစီယာလည်းဒီနေ့အတွက်ဒလဆိုလော်လာပြီးတော့တွေးလိုက်ပြီး point တွေကိုလဲဖို့ဆိုင်ုံသွားပါတယ်အဲဒီခါမှာတော့ကတလီယာတော့သူ့မှာပါလာတဲ့ယန္တနာတွေအများကြီးကိုတွေးတော့အားအတင်သွားပါတယ်သူ့အမှတ်တသိန်းကျော်စုထားတာကိုလည်းသိလိုက်ရပါတယ်ရုတ်တရက်လူစီယာဘောရှီယာရတဲ့ဝင်းရုံနဲ့တောင်းဝေးကိုထုတ်လိုက်ပါတယ်ဒါအောင်မြင်တော့ကတလီယာလည်းလန်သွားပြီးသူ့နောက်အမြန်လိုက်လာဖို့ပြောလိုက်ပါတယ်သူမကတော့လူစီယာကိုခေါ်ပြီးဖျားချောင်းရဲ့ပေါ်ရဟန်းမင်းနဲ့တွေ့ဖို့သွားကြပါတယ် သူတို့ဝင်သွားတဲ့ခါမှာတော့ယိုတီပြုတ်လိုက်ကြပါတယ်။လူစီယာကတော့ပိုယဟမ်းမင်းရမင်္ဂလိဖြစ်နေတာတီးတော့အံ့ဩသွားပါတယ်။ကတလီယာကတော့ပိုယဟမ်းမင်းကိုလူစီယာကဝင်ကဘာထဲမှာကောင်းဆိုးဟားများပြားတတ်ခဲ့တဲ့အကြောင်းပြောပြပြီးတော့ဘဝရဲ့ဝိညာဉ်မှာယူလာခဲ့တဲ့အကြောင်းလည်းပြောပြလိုက်ပါတယ်။ပိုယဟမ်းမင်းကလည်းအဲ့ဒါကိုမြင်တဲ့ခါမှာတော့သူမှလည်းအံ့ဩသွားပြီးလွန်ခဲ့တဲ့အနှစ်နဲ့ဆယ်ကပျောက်သွားတဲ့အိုဆာနာယီကိုဆိုတဲ့ဘုန်းကြီးဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။သူမကတော့အဲ့ဒီပစ္စည်းတွေပြန်ရောင်းမှလို့ပြောလိုက်ပါတယ်။ အဲ့ဒီခါမှာတော့လူစီယာကျွန်တော်ပတ်စံမလို့ခြင်းလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လူစီယာကတော့သူ့မှာရှိတဲ့မော်အီးထက်ပစ္စည်းများများပိုဆမ်းမဲ့မော်အီးတလုံးတောင်းဆိုလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူကကြောက်တစ်တေကိုပို့ပြီးစူးစောင်းနိုင်ဖို့ပါ။ဒါကြောင့်သူမကလည်းကတ်တလီနဲ့အတူအဲ့ဒီတလုံးပို့ပေးမယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့အရာအားလုံးကလည်းအဆင်ပြေသွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့လူစီယာလမ်းလျှောက်နေတော့မှပဲလူမီနာသူ့ရှိမှရောက်လာပြီးသူ့နှုတ်ဆက်လိုက်ပါတယ်။သူမနဲ့တူပါလာတဲ့မိန်းကလေးနှစ်ယောက်နဲ့လည်းသူ့ကိုမိတ်ဆက်ပေးပါတယ်။ အဲ့ဒီမင်္ဂလာနေ့ရောက်ကတော့လူမီနာအဖွဲရရပါနောက်တော့သူတို့အတူတူမနက်စားစားကြပါတယ်ဒူစီကတော့ဝင်းကပိုင်းဆက်တဲ့ထီရောက်သွားတာပြီးတဲ့အခါသူ့ကိုစိတ်ပူသွားကြပါတယ်လူမီနာကတော့အဲ့ဒါသူ့တက်ကိုအနေရဖြစ်စေနိုင်တယ်လို့ပြောလိုက်ပါတယ်လူစီကလည်းအဲ့ဒါဆိုကျွန်တော်ပို့ပြီးတမလာအောင်လေ့ကျင့်ပေးလို့ပြောလိုက်တော့အဖွဲနဲ့အတူလေ့ကျင့်ပေးဖို့သဘောတူလိုက်ပါတယ်လူစီကလည်းပထမဆုံးလေ့ကျင့်ကောင်သွားလိုက်ပြီးမင်္ဂလာတွေကိုသူ့ကိုယ်သူမိတ်ဆက်လိုက်ပါတယ်လူစီကတော့သူ့ကိုယ်သူအရန်တော့တယ်လို့ထင်နေပြီးတော့သူတို့ကိုနိုင်မယ်လို့ထင်နေပါတယ် လေ့ကျင့်ကတကယ်တမ်းစတင်တဲ့အခါမှာတော့ကိုယ်ယုံပတ်ပြီးပြေးဆိုင်ပါတယ်။လူစီယာလည်းဟုတ်တယ်ဒါငါ့ရဲ့အားသာချက်ပဲလို့တွေးလိုက်ပါတယ်။ဒါပေမဲ့တကယ်တော့ကောင်မလေးတွေကသူ့အသားလေးကြော်တက်သွားကြပါတယ်။လူစီယာကတော့ဒါမှဖြစ်နိုင်กว่าလို့တွေးကဘရုတ်ကိုတတိယပြီးသူတို့ကြော်တက်ဖို့အချိန်တင်ပြီးပြေးပါတယ်။နိုင်ဝဲလောက်ပြေးပြီးတဲ့နောက်မှာတော့လူစီယာမြေပေါ်မှာလဲနေရတွေ့ရပြီးဝင်းကလေးတွေကသူ့ရှစ်ပတ်တိတိကြော်တက်သွားတာသိလိုက်ရပါတယ်။နောက်တော့ဒုတိယလေ့ကျင့်ကစတဲ့အခါမှာတော့လူမီနာကမင်းရဲ့အကောင်းဆုံးနေကိုပြဆန်းလို့ပြောလိုက်ပါတယ်။ လူစီယဲလည်းဒါကြောင့်သူ့မအတိုက်ခတ်လိုက်ပါတယ်။လူမီနာကလည်းသူ့ရဲ့တိုက်ခိုက်မှုရှောင်ပြီးဘုံကနေသူ့တစ်ချက်ထိုးလိုက်တာနဲ့လူစီယဲလည်းအတော်လေးနာသွားခဲ့ပါတယ်။ဒါကြောင့်သူ့မကိုချီအောင်ချဖို့အရန်လေးနဲ့ဟိုင်ဟီမော်တုံးပြီးတော့သူ့မကိုအာယုံပြတ်သွားအောင်လုပ်ကနောက်တစ်ချိန်တိုက်ခတ်လိုက်ပါတယ်။ဒါပေမဲ့လူမီနာကတော့သူ့ရဲ့မျက်စိရှေ့ကပျောက်သွားခဲ့ပြီးသူ့ရဲ့နောက်ကနေပြန်ပေါ်လာပြီးနရင်တစ်ချက်ရိုက်လိုက်တာနဲ့လူစီယဲလည်းတတိလက်သွားခဲ့ပါတယ်။သူပြန်တရိယာလာဖို့မျက်နှာအချက်တရာလာရိုက်ခံပြီးမှပြန်လို့လာပါတယ်။သူ့ကိုနိုးတဲ့ကောင်ပါလေးကတော့ကဲထားတော့ တခင်မလူမီနာတော့တတိလက်တဲ့ထိချရတာဆိုတော့နင်းကပဲဆိုးလို့ငါတို့ဆိုအဲ့ဒီလောက်ထိမလုံးလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လူစီရလည်းအလုံးလုံးပြီးသူ့ရဲ့တက်ခတ်ရေးဆိုင်ရုံမြင့်တင်ဖို့ဝင်ကွာတဲ့တော့ကြင်စင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူဒီလောက်အကောင်တွေကိုတက်ထားတာတော့သူ့ရဲ့ level မှာတက်သေးလို့စိတ်ညစ်နေပါတယ်ပြီးတဲ့နေ့တော့ zombie တအုပ်ကိုတွေ့ပြီးချက်ချင်းပဲချေမုံလိုက်ပါတယ်ဒါပေမဲ့ဝင်ကွာတဲ့ထောင်ကျောက်တစ်ခုတန်နေမိသွားပြီးအရမ်းများတဲ့ zombie တွေအဲ့ဒီနေရာမှာပေါ်လာပြီးတော့သူ့ကိုတက်ခတ်လိုက်ပါတယ်တိုင်းဆောင်လူစီရလည်းသူတက်တဲ့မြောက်မော်ရင်းနဲ့တယောက်ပြီးတယောက်ရှော့ပေးလိုက်ပါတယ် နောက်ဆုံးတော့သူကအထက်20ရရောက်သွားပြီးအဲ့ဒီမှာအခန်းတစ်ခန်းကိုတွေးလိုက်ပါတယ်။ဒီခါမှတော့သူမဆိုင်မတော်ပဲအဲ့ဒီတကောက်ဖွင့်လိုက်ပါတယ်။ပြီးတော့လေခေါင်းဆောင်ချေမုံပြီးရလာတဲ့ပစ္စည်းတွေကိုဖျားချောင်းပေါ်ဟမ်းမဲရှိပို့လိုက်ပါတယ်။အဲ့ဒီပစ္စည်းတွေကလေလွန်ခဲ့တဲ့20ရဆယ်တန်းမြောက်မှာတွေးခဲ့တဲ့ဘောနဲ့အတူပြတ်သွားတဲ့ဖုံးတော်ကြီးရဲ့ပစ္စည်းတွေဖြစ်တဲ့အကြောင်းသူမှပြောပါတယ်။ပြီးတော့လေပေါ်ယဟမ်းမဲကလေလူစီယယ်ကိုဖျားချောင်းရဲ့အကြောင်းကိုပြောပြပါတယ်။လွန်ခဲ့တဲ့90ရဒီဖျားချောင်းကစီကားတဲ့နေရာတစ်ခုဖြစ်ခဲ့ပြီးဟီလာရင်းနဲ့သူရဲကောင်းတွေအများကြီးရှိခဲ့ပါတယ်။ ဒါမဲ့ရုတ်တရက်ဝန်ကဘာတစ်ခုပေါ်လာခဲ့ပြီးဘာကြောင့်လဲတော့ဘယ်သူမှမသိခဲ့ပါဘူး။အဲ့ဒီချင်းအားစားပြီးမကောင်းဆိုးဝါးတွေပြန့်နှံ့လာခဲ့ပါတယ်။ဝန်ကဘာအတွင်းမှာနက်နက်ရှာရှာဝင်ဝင်ကြိုးစားတဲ့သူတိုင်းလည်းအသက်ဆုံးရှုံးခဲ့ပါတယ်။ဒူစီကတော့ချိန်စားလုံးဝဖယ်ရှားဖို့နီးလန့်ရှိလာလို့မေးတဲ့အခါမှာတော့သူမကတော့ရှိတယ်လို့ပြောလိုက်ပါတယ်။ ဒါမဲ့ဝင်ကဘာနန်လုံးနာကြောင့်သူတို့အခုလုံနိုင်တာကတော့တတ္တဝါတွေပြီးအောင်မထွက်လာနိုင်အောင်တားဆီးဖို့ပဲတတ်နိုင်ပါတယ်။လူစီကဝင်ကဘာတွေကိုကြာကြာဝင်နိုင်တယ်ဆိုတာလည်းအရန်နဲ့နဲ့ဆွဲရင်ရေတော်တတ်နိုင်လို့သူ့အတွက်အနန်ဆုံးကိုလူများတွေလောက်မခံရတာပါ။ပြီးတဲ့ခါမှာတော့လူစီကိုပုံရမ်းမဲ့အောင်စူပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်လူစီလည်းမကောင်းဆိုးရွားတွေနှိမ်နှင်းဖို့လက်နက်ကရိယာတွေတာတောင်းလိုက်ပါတယ်။အဲ့ဒီခါမှာတော့ပေါ်ယမ်းမေးရတယ်ဟီလာရန်70ထိရောက်သွားရင်ယာဒူးတိုးပေးမယ်လို့လည်းပြောလိုက်ပါတယ်။ဒါကြောင့်လူရှီရယ်လည်းအရန်ပြော့သွားခဲ့ပါတယ်။